ဘာလို့မဟုတ်ဘူးကျွန်တော်တို့မှ OnePlus Phone မသုံးကြည့်ရတော်တော်လေးကြာသွားပြီပေါ့နော် Oppo နဲ့အော်တူလူလူကိုလူလူပြန်ဖြစ်သွားတာရေနောက်ပိုင်းဒီ OnePlus ရဲ့ဖုန်းတွေဘူကလည်းအရင်ကြီးစိတ်ဝင်စားစရာမကောင်းတော့တာရေအကြောင်းပေါ့နော်အဲ့ဒီနှစ်ခုပေါင်းပြီးကျွန်တော် review တော့သိမလို့ဖြစ်ဘူးဒါပေမဲ့ဟိုတလောကပဲကျွန်တော်တို့ OnePlus tablet လေးကိုစမ်းသုံးရင်းနဲ့ OnePlus ဖုန်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့စမ်းသုံးခြင်းစိတ်ကြီးနည်းနည်းလေးပေါ်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ OnePlus ဖုန်းကြီးလိုက်ရှာကြည့်လိုက်တော့ OnePlus Note 5ဆိုတဲ့ကောင်တွေကိုတော့တွေ့တယ် ော့ဒီကောင်က78သိန်းနဲ့သိန်း20ကြားထဲမှာ specification ကလည်းမဆိုးဘူးဆိုတာနဲ့ကြည့်ကျုံးမယ်ကွာဆိုပြီးတော့ပဲကျွန်တော်ဖုန်းမှနေပြီးတော့ review နေလေး land down လိုက်တယ်။ဒါကျွန်တော်စမ်းသုံးကြည့်ပြီးတော့ခံစားရတဲ့ experience တွေကိုဒီ video မှာအကုန်ပြောပြပေးမယ်။ဒီဈေးနဲ့ဘာတွေပြန်ရမလဲကျွန်တော်တို့ကြည့်ရပါတော့။ဒါခင်ဗျားလည်း OnePlus Note 5ကိုစိတ်ဝင်စားတယ်ဝယ်ချင်တယ်ဆိုလို့ရှိရင်ဒီ video ကအထောက်အကူဖြစ်မယ်လို့ယူဆပါတယ်။ Okay, TV ရှင်းပြလိုက်ကြိုးစားပါတယ်။ ကျွန်တော်အရင်ဆုံးဒီဖုန်းကိုစကန်ကန်လိုက်ခြင်းမှာခံစားမိတာကဒီကောင်ရဲ့ hand feeling က premium mid range ဖုန်းတလုံးကိုခံရတယ်ဆိုရယ်ခံစားချက်ကိုတန်းရတယ်ဒါတော့မှဒီကောင်က base frame တွေကို plastic သုံးထားတာဒါပေမဲ့ quality ကောင်းတာလေးသုံးပေးထားတာကြောင့်ဖြစ်မယ်ပေါ့နော်ဘလို့မှ cheap ဖြစ်တယ်လို့တော့မခံစားရဘူး online aspects ကိုတွားကြည့်ပြီးတော့စအရင်ဖတ်တဲ့သူတွေအတွက်ပြောချင်တာကသူက plastic ဖြစ်နေပေမဲ့လုံးဝ cheap ဖြစ်တဲ့ခံစားချက်တော့ မရှိဘူးအဲ့ဒါကိုတော့ကျွန်တော်အာမခံပေးလို့ရတယ်ဘက်ကဘာက glass ကိုတုံးပေးထားတယ်ပြီးတော့ matte finish လေးလုပ်ပေးထားတယ်ပေါ့နော်အာအဲ့ဒါကိုဘယ်လိုခေါ်လဲ frosted glass ပုံစံလေးလုပ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်ရထားတဲ့အကြောင်းက gray ဆိုတော့သူလက်ရလေးတော့ net ထင်တယ်အဲရုပ်ပြဆင်းပြကြည့်တော့မဟုတ်ဘူးဒီဇိုင်းကတော့ simple ဖြစ်တယ်ကြည့်ရတာ clean looking ဖြစ်တယ်ဘာနဲ့တော့တူလဲဆိုလို့ရှိရင် Samsung ရဲ့ Galaxy A56 ဆိုပါတော့အဲကောင်နဲ့တော့တူတယ်ကင်မရာဘက်ထားတဲ့နေရာအစားဒီကောင်အတူတူပဲ ကျွန်တော်ကတော့ဒီကောင်းကိုအာဒီဇိုင်းလေးကိုသဘောကျတယ်ဗောနော်အရင် not 4ထပ်စားလို့ရှိရင်ပို့ပြီးတော့ refine ဖြစ်လာတယ်လို့ခံစားရတယ်ဘတ်တန်လေးကိုနှိပ်ရတဲ့ခံစားချက်ကတော့ဒီကောင်း clicky ဖြစ်တယ်အမလွန်းတာမျိုးပျော့လွန်းတာမျိုးမရှိဘူးဖုန်းရဲ့ bevel ချမ်းမှာ OnePlus Phone ရဲ့ signature လို့ပြောလို့ရတယ် plus key ဘတ်တန်လေးဗောနော်အဲ့ဒါလေးပါအဲ့ကောင်လေး iPhone ရဲ့ action key လိုမျိုးပဲအခုပြထားတဲ့ feature တွေတွေကကိုကြိုက်တဲ့ feature ကိုထားသုံးလို့ရတယ် ပြီးတော့ဘောဘောမှာ IR Blaster ဘာညာလဲပါတယ်။သုံးတာမသုံးတာထက်နော်မပါတာထက်စားလို့ရှိရင်တော့ပါတာလေးကအဆင်ပြေတာပေါ့။အထူးက8.1 mm ရှိတယ်။အထူးလည်းလို့တော့မခံစားရဘူး။ပြီးတော့ဘေးပေါင်တွေက flat frame ပဲ။ဒါပေမဲ့ down တွေကို cuff လုပ်ပေးထားတော့လက်ထဲမှာထောက်တာမျိုးတွေ comfortable မဖြစ်တာမျိုးတွေအဲ့မျိုးတွေမရှိဘူး။အတူ11 gram ဆိုတော့၄၀လို့တော့ပြောလို့ရပေမဲ့တကယ်တမ်းကင်ထားလိုက်မယ်ဆိုလို့ရှိရင်တော့စီးစီးပိုင်ပိုင်လေးနဲ့ hand feeling မကောင်းတာမျိုးမခံစားရဘူး IP 65လဲရတယ် IP 69နေပါတော့မဟုတ်ဘူးပေါ့ဗျာတာမန်ရေစင်တာရေစိုးတာအလောက်ကိုတော့ခံနိုင်တယ်ပေါ့ overall design နဲ့ build quality ကိုသဘောကျတယ် official win နဲ့ဖုန်းနေနဲ့ရှင်းမယ်ဆိုရင်ဒီကောင်က handphone မိုင်းမှာ honor 400တို့ poco f7 pro တို့အဲ့ကောင်တွေထက်ကိုပိုသဘောကျတယ် nothing ရဲ့ 3a pro ထက်လည်းကင်လို့ပိုကောင်းတယ်လို့ personally ခံစားရတယ်သူ့ရဲ့ display က multimedia consumption အတွက်ကတော့အဆင်ပြေတယ်ဒါပေမဲ့ အမေရစီရအပိုင်းလေးတွေလည်းတော့အနည်းနဲ့အများရှိတယ်ဒီကော screen size ကကြီးတယ်6.83 inches resolution ကကြတော့1280 in to 2800ဆိုတော့ 1.5k resolution လို့ပြောလို့ရမလားမသိဘူးပေါ့နော်တခုတော့ရှိတယ် resolution က default ကိုဒီကော 1080p နဲ့ပဲလာတယ် setting တွေကိုဝင်ပြောင်းပြီးတော့မှအပြည့်ကိုခံစားရမယ်ပြီးတော့144 hz refresh rate ရတယ်လို့ပြောထားတယ်အဲဒါမဲ့ LDP ရောမဟုတ်ဘူး 144 Hz ကရားတယ်ဆိုတာပြောပါတယ်ကျွန်တော်စမ်းသုံးကြည့်တာတော့120 Hz အထိပဲအများဆုံးရတယ်144 Hz ကိုဘယ်နားမှမမရဘူးကျွန်တော်တို့ပဲ option တစ်ခုခုမဖွင့်ထားလို့လားမပြောတတ်ဘူး developer option တွေက show refresh rate on ပြီးတော့ကြည့်ရင်တော့မှ120 fps အထိပဲရတယ်။ဘယ် app မှာမှ144 hz နဲ့အလုံးမလုံးဘူး။ဆိုတော့ brightness ကဒီကော manual ထားသုံးမယ်ဆိုရင်800 nits ရတယ်။လုံလောက်တယ်ပေါ့နော်။ peak brightness ကဒီကော1800 nits ရတယ်။ဒီစင်းတဲ့ကတခြားဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင် on paper ပေါ်မှာတော့နည်းတာပေါ့ နော်ဒါပေမဲ့ကျွန်တော်စမ်းသုံးကြည့်ရတဲ့လောက်က direct sunlight အောက်မှာသုံးမယ်ဆိုလို့ရှိရင်ရိုင်းပြူပြည့်ပြည့်ကြည့်နေကြရမလို့ဘူးဒီနေရာမှာအရေးကြီးတာက peak brightness မဟုတ်ဘူး high brightness မဟုတ်ဘူးနော် HBM brightness ဖြစ်တဲ့ 800ness ပေါ့အဲဒီကောင်က စကားပြောတာ production အတွက်ကတကောင် gorilla glass 7 eye သုံးလာတယ်ဒီဘိုင်းမှာအားနည်းချက်ရှိတယ်လို့ပြောချင်ပြောလို့ရတယ်ဗောနော် gorilla glass 7 eye ဆိုတာမြင်သာအောင်ပြောရမယ်ဆိုရင် Idol S25 Ultra မှာသုံးမိထားတဲ့ screen protection ကဒီဈေးကဖုန်းတော်တော်များများက Gorilla Glass Victus တွေပါလေဖြစ်နေပြီဆိုတော့အားနည်းနေပဲပြောပါတော့နော် piece of mind တော့အပြည့်အဝမရဘူးပေါ့စိတ်ရင်းလက်အေးသုံးနေတယ်ဆိုလို့ရှိရင် screen protector ကောင်းကောင်းလေးတက်သုံးကြိုင်လာတော့ဘာမှသိပြီးတော့ပြောစရာမရှိဘူး multimedia consumption အတွက်ကတော်တော်လေးနှိမ့်ကြတယ် ကာလာရီကြီးရတာ vivid ဖြစ်တယ်စိုးစိုးတောက်တောက်လေးတွေရှိတယ်450 ppi ဆိုတော့ sharp လည်းဖြစ်တယ် bezel ကြီးလည်းပပလေးတွေပဲဆိုတော့ video တွေပဲကြည့်လို့ရှိရင် immersive ဖြစ်တဲ့ experience ပေါ့ခင်ဗျားတို့ရလိမ့်ဒီကောင်ရဲ့ stereo speaker က sound quality လေးလည်းတော်တော်ကောင်းတယ်အပေါ်အောက်ကတော့ balance အရင်ကြီးမဖြစ်ဘူးအောက်ဘက်ကတိတိတသာပိုကျယ်နေလိမ့်မယ် overall sound quality ကတော့အားရစရာကောင်းပါတယ် so performance mind ကဒီကောင်မှာဘာ SOC သုံးထားသလဲဆိုတော့ Snapdragon 8S Gen 3ကိုသုံးထားတယ်ကျွန်တော်တို့ ਨੇ ရင်းနှီးပြီးသား SOC ပဲ performance ကညနေထဲမှာလုံးဝမပေါဘူး game format ဆိုလို့ရှိရင်ကောင်းကောင်းဆော့လို့ရတယ်ကျွန်တော်တို့ best work result တွေကိုဟောဒီမှာပြပေးထားတယ်အကျွန်တော်ဒီကောင်းနဲ့ destiny rising ကိုအာ rendering quality ultra နဲ့ထားပြီးဆော့ကြည့်တာမှာ fps ကို 36fps ဝင်ကြလောက်နဲ့ဆော့လို့ရမယ် PUBG ရတော့ 90fps setting ဒီအမြင့်ဆုံးထားပြီးတော့ဆော့လို့ရမယ်။ 120fps ကတော့ setting မပွင့်ဘူး။အဲ့ဒီ setting အတိုင်းထားပြီးတော့ဆော့ကြည့်တာမှာတော့ 90fps နဲ့ကောင်းကောင်းဆော့လို့ရတယ်။ Mobile Legends လဲဒီကောင်120 FPS မရဘူးဒါပေမဲ့90 FPS ကို stable ဖြစ်ဖြစ်နဲ့ဆောက်လို့ရမယ်။ Genshin Impact ကလည်းအမြင့်ဆုံး60 FPS နဲ့ Android ကိုအခုဒီ120 Hz မပေးသေးဘူးဒီကောင်လေ။ဒါပါတော့ပေးလို့ရမှာမဟုတ်တာ။အဲ့ဒါနဲ့ပဲ60 FPS နဲ့ AC stable ထားဆောက်လို့ရတယ်ပေါ့နော်။ Game Sound မဲ့ thread တွေအတွက်က 8S Gen 3ကတော်တော်လေး recommend ပေးလို့ကောင်းတဲ့ SoC ။ Battery ကလည်း6800 mAh တက်ပြီးတော့ဆို Battery life ကလည်းတော်တော်လေး အဲ့နှစ်ကြရပေါ့နော်ကျွန်တော်တို့ Genshin Impact တို့ Mobile Legends တို့ PUBG တို့ဟိုနှစ်နာရီလောက်အဲ့ game သုံးမျိုးကိုဇက်တိုက်ဆော့လာတာမှပဲ30%လောက်ပဲကုန်တယ်အားပြန်သွင်းမှုအတွက်ကကျတော့ဒီကောက်မှာ 80W support လုပ်တယ်ဒါပေမဲ့ဘူးထဲမှာကျိုးပဲပါမယ်ပေါ့နော် adapter တော့မပါဘူးပြီးတော့အားသွင်းနေရင်လည်းဖုန်းကို game တွေပါဆော့လို့ရှိရင်ပူမလာအောင်လို့ bypass charging လိုမျိုး feature တွေလည်းထည့်ပေးထားတယ်သူ့မှာပါတဲ့ Oxygen OS 15က300 experience က Oppo Reno series တွေက ColorOS 15တော့ရတာနဲ့ဘာမှကွာခြားမှာမဟုတ် clock widget တွေမှာအနီရော SLED သုံးပေးထားတာမျိုးတွေကတော့အဲ့လိုနည်းနည်းအယောင်လေးတွေဗျာအဲ့ဒါလေးနည်းနည်းကွာလာလွှဲရင်အကုန်လုံးအတူတူနီးပါပဲ animation တွေ smooth ဖြစ်တဲ့ app အဝင်အထွက်တွေညံနေ multitasking လုပ်ရတာမှာအဆင်ပြေတယ် circle to search တို့ Gemini assistant တို့ပြီးတော့ဒီ AI eraser တို့အဲ့လိုမျိုးအသုံးဝင်ပြီးတော့လူကြိုက်များတဲ့ AI feature တွေလည်းအကုန်အဆင်ပြေပြီးသုံးလို့ရတယ်ပြီးရင် OnePlus Note 5ကိုသုံးနေရတဲ့အချိန်မှာခင်ဗျားတို့ ဗီဒီယိုမှာပြလို့မရဘဲနဲ့အပြင်မှာကိုယ်တိုင်ခန်းစားကြည့်လို့ရမယ့်ဟာကိစ္စတခုရှိတယ်။အဲ့ဒါဒီကောင်ရဲ့ haptic feedback ကတော်တော်လေးကောင်းတယ်။ပြီးတော့သူ့ရဲ့ oxygen os ကလည်းနေရာတိုင်းမှာ haptic ကိုခန်းစားလို့ရအောင်လုပ်ပေးထားတာ။ control center မှာ brightness slider ကို up and down လုပ်တာကအစ app drawer မှာ app တွေကို scroll လုပ်တာအဆုံး haptic ကိုကောင်းကောင်းလေးခန်းစားလို့ရအောင်လုပ်ပေးထားတယ်။ အဲ့ဒီအချက်ကပဲဒီကောင်ကိုတုံးနေရတဲ့အချိန်မှာ premium ဖြစ်တယ်ဆိုရဲခန်းစားချက်ကိုပေးတယ် major software update ကိုလည်းဒီကောင်က၄ခုရမယ်လို့ပြောတယ်အာ Samsung A56 ဆိုဘာလို့နဲ့ရှင်လိုက်လို့တော့ဟိုဒီကောင်က A56 ဆိုဘယ်လောက်လဲ6နှစ်တည်းဆိုတော့အဲ့လောက်တော့မရဘူးဆိုပေမဲ့လည်းမဆိုးပါဘူးเนาะဒီဈေးမှာတော့လင်းနဲ့ကောင်းပါတယ် good enough ပါ အခုက Android 15နဲ့လာတာဆိုတော့ Android 19ထိရမယ်ပေါ့ဆိုတော့ကင်မရာဘိုင်းကဟောဘယ်လိုရှိလဲကျွန်တော်တို့ထည့်ကြည့်လိုက်တာမှာတော့တွင်လင်းဆုံးပြောရရင်တော့ကင်မရာဘိုင်းကတော့ဒီကောင်ကထူးချွန်တဲ့ဘိုင်းထဲမှာတော့မပေါ့သူ့ဈေးရင်းဝင်ရှင်ကတခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်နည်းနည်းလေးအားနည်းတဲ့ထဲမှာပါတယ်သုံးပေးထားတာက50 megapixel main camera ရဲ့8 megapixel ultra wide ရဲ့ပုံထွက်တွေကတော့တာမန်ပဲပေါ့နော် Honor 400နဲ့ရှင်မယ်ဆိုရင်တော့မှ Honor 400ရဲ့ main camera ရဲ့ပုံထွက်ကိုကျွန်တော်နည်းနည်းပို့ကြိုက်တယ် ကင်မရာကိုအဓိကထားသုံးမယ်ဆိုတဲ့သူမျိုးတွေအတွက်မှာဒီဈေးမှာဒီထက်ပိုကောင်းတယ်ရွေးချယ်စရာတွေအများကြီးရှိတယ်။တခုတော့ရှိတယ် selfie ကင်မရာလေးကတော့ကောင်းတယ်။ဒီကောင်50 megapixel ကင်မရာသုံးထားတယ်။စိတ်ပါလို့ရှိရင် selfie ကင်မရာနဲ့ 4K ဗီဒီယိုတွေပါနေလည်းရိုက်လို့ရတယ်။ဆိုတော့ test shot လေးတွေခေါင်းမှာထည့်ထားတယ်။တစ်ချက်ကြည့်ကြည့်လိုက်။ဆိုဒီကောင်ရဲ့ဈေးကလက်ရှိဒီဗီဒီယိုလုပ်နေတဲ့အချိန်မှာ 8256GB ကို16သိန်း20ကျော်နဲ့ 12512GB က30ဆယ်ဆိုတော့ five one two gate ထိမလိုဘူးဆိုလို့ရှိရင် eight two five six လေးကအများကြီးပိုတန်လိမ့်မယ်ဆိုတော့ဒါကတော့ခင်ဗျားတို့ original ဆိုလို့ရှိရင်ကိုသုံးမဲ့ပုံစံပေါ်မှာမူတည်ပြီးတော့အဆင်ပြေလို့တော့ရေးပေါ့ကျွန်တော်ကတော့ဘာဖြစ်လို့လဲမသိဘူးဖုန်းနေဆိုလို့ရှိရင် base model ကိုပို့ပြီးတော့အားပါလိရှိ overall ဘိုင်းမှာကင်မရာဘိုင်းကလွယ်လို့ရှိရင် all round တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ကိုကကင်မရာအဓိကထားပြီးသုံးမှာမဟုတ်ဘူးဆိုရင် OnePlus Note 5ကနေရာတော်များများမှာအဆင်ပြေတယ်ဘက်ထရီပဲသွားမလားကျွန်တော် software ဘိုင်းမဲ့ကြည့်မလား performance ဘိုင်းမဲ့ကြည့်မလားအကုန်အဆင်ပြေတယ် နိုင်ငံတော် brand နဲ့ရှင်လိုက်မယ်ဆိုရင်တော့ spec to do မှာဈေးကမတိမသားလေးပုံများနေလိမ့်မယ်ဒါပေမဲ့ software experience ကတော့ခင်ဗျာ color os ကတော့အများကြီးပိုကောင်းနေမှာပဲဆိုတော့ခင်ဗျားတို့ရောဒီ OnePlus Nord 5ကိုဘလို့မြင်လဲအောက်က comment တွေမှာဝင်ရဆွေးနွေးညွှန်ကြားလို့ရပါတယ် okay နောက်နေ့မှတွေ့တော့